တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရင်27ရာစုပင်လုံညီလာခံကိုအနောက်အရှေ့ဖြစ်လာနိုင်တယ်လို့ညညွတ်တော်တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီတွဲဘက်အထွေထွေအတွင်းရင်းမှုကပြောဆိုလိုက်ပါတယ်။စိုးမိုးအောင်ပြပို့ထားပါတယ်ခင်ဗျာ။အခုရပိုင်းတွင်မှာတပ်မတော်နဲ့တိုင်းသားလက်နက်ကင်တပ်ဖွဲ့တွေကြားတိုက်ပွဲတွေတကြောပြန်ပြင်းထန်လာခြင်းကြောင့်နောက်မှ၂၁ရာစုပင်လုံညီလာခံအတွက်အခက်အခဲဖြစ်လာနိုင်တယ်လို့တိုင်းသားတွေနဲ့နိုင်ငံရေးလှိလသုံးသပ်သူတွေကစိုးရိမ်နေပါတယ်။ တိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင်ကြံရှိနေတဲ့တိုင်းသားလက်နက်ကင်အဖွဲ့တွေလက်မှတ်ရထုတ်ဖို့အခက်အခဲဖြစ်လာနိုင်တယ်လို့လက်မှတ်မထိုးရသေးတဲ့ UNFC ကတွဲဖက်ထွေထွေတွင်ရင်မှုတက်ကပြောပါတယ်။ဆိုတက်မတော်ကတော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခွင့်အထူးကိုယူပြီးတော့သူကသူရဲ့စီးရီမှန်ချက်တွေကိုအကောင့်ထဲပေါ်နေတယ်လို့ပဲမြင်ပါတယ်။အခုမြေပြင်ကတိုက်ပွဲတွေမရက်ဘူးဆိုရင်တော့ကျွန်တော်တို့27ရက်စုပြင်လုံးကြီးလာခံအပအဝင်ပေါ့ရှေ့မှလာမဲ့နိုင်ငံရေးဆွေးနွေးပွဲအခင်းကျင်းအကုန်လုံးကိုတော့ဒါ အချို့တယောက်မှုရှိမှာဖြစ်ပါတယ်အချို့တယောက်မှုကတော့ကျွန်တော်တို့အနှုတ်ဘက်ကိုသွားနိုင်တယ်ပေါ့လေဘာဖြစ်ဆိုတော့ကျွန်တော်တို့တပြိုင်တည်းမှာစပွဲပိုင်းမှာအငြင်းကျဆိုတော့နှိမ့်နိုင်ဖြေရှင်နေပြီးတော့မှမြေပြင်ကတိုက်ပွဲတွေကိုလည်းတရဇက်မနာတဲ့ထိုးစစ်လုပ်နေတယ်ဆိုတဲ့အခါကျတော့ဒါကကျွန်တော်တို့ယုံကြည်မှုကိုထိခိုက်စေတယ်ပေါ့နော် တဲသားတွေနဲ့ညဉ့်ညဉ့်ရဲ့ဆွေးနွေးရမှာတဦးတို့တဦးယုံကြည်မှုရှိဖို့လိုအပ်ပြီးအာဏာခွဲဝေမှုတင်ရဇာတခွဲဝေမှုအခွန်ခွဲဝေမှုစတဲ့လုပ်ပိုင်ခွင့်တွေကိုတိုင်းသားတွေနဲ့ညီနက်ဆောင်ရဲသွားဖို့လိုကြောင်းနိုင်ငံလုံးပြည်ရဲ့စာချုပ်မှာကြံစည်နေတဲ့လက်နက်ကိုင်အဖွဲ့တွေအများဆုံးလက်မှတ်ရထုတ်လာဖို့လိုတယ်လို့ပြည်တော်စုညီညာရေးဖော်ဆောင်မှုဥတွက်ကော်မတီ UBDJC ဖွဲ့ဝင်တဦးကသုံးသပ်ပါတယ်ဒီဘက်ကလည်းအကုံစင်ကုံတိုက်လို့ရမှာမဟုတ်ဘူးဟိုဘက်ကလည်းကုံစင်ကုံတိုက်လို့ရမှာမဟုတ်ဘူးเนาะ အဲ့တော့လကားပဲတည်တည်ပျက်စီးတဲ့အပိုင်းမှာဆုံးရှုံးပိုင်းမှာဖြစ်မယ်လေအဲ့တော့ဒီကြားထဲမှာကျွန်တော်တို့ရဲ့ဟလာတကယ်နိုင်ငံတော်အတွက်နော်ဒီရင်းနှီးမြှုပ်နှံမှုလှုပ်ထားတဲ့ပစ္စည်းတွေဆုံးရှုံးမှုကလည်းဒါပါလာနိုင်သေးတယ်နော်အဲ့ဒါကြောင့်မလို့ဟလာဒါကတော့ရတဲ့ကရလိုက်ပြီးတော့နော်ဆွေးနွေးမှုပြုလို့အကောင်းဆုံးနောက်တစ်ခါကျတော့အခုကမီးပွားလေးတွေကဟိုနားနဲ့နဲ့ဒီနားနဲ့နဲ့ဒီနားနဲ့နဲ့ရှိတယ်လေလေးနဲ့နဲ့တိုက်လာရင်ဟတ်လာရင်တော့ပို့ပြီးတော့ဟလာတောက်လာမှာပေါ့နော် 27ရာစုပင်လုံညီလာခံပြီးစတင်မာလာမှအော်တိုဘာလာအထိကချင်ပြည်နယ်မှာတပ်မတော်နဲ့ကချင်လုံးမြောက်ရေးဖွဲ့ KIA တို့အကြမ်းတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တယ်လို့အပြည့်အလက်မှတ်ရေးထိုးထားတဲ့ဆိုင်းပြည်တပ်မတော်တောင်ပိုင်းနဲ့လည်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တပ်မတော်ချားဖြစ်နေတဲ့ဒီလက်နက်ကိုင်ပြိပခါတွေဟာအဲကျွန်တော်အမြင်အဖြစ်တော့ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကြက်တဲနဲ့လည်းဆက်ဆက်နေတယ်လို့မြင်တယ်။ဥပမာအဲကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရเนาะ ဒီနိုင်ငံတော်သမရဟာဒီတက်မတော်ကာကွယ်ဦးစီးချုပ်မဟုတ်ဘူးဖြစ်နေတယ်အဲ့တော့နောက်ပြီးတော့ဒီတက်မတော်ရဲ့ဒီနိုင်ငံတော်ရဲ့ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့လည်းပဲအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်ချက်အောက်မှာလုပ်နေရတဲ့သဘောမျိုးရှိတယ်။လက်ရှိအခြေအနေတနင်္ဂနွေနေ့ပြည်ခတ်ရဆဲရေးစာချုပ် NCA မှာတိုင်းဒေသနဲ့ကန်ရှင်းဖွဲ့တာလက်မှတ်ရထိုးထားပါတယ်။လက်တလုံးမှာပြည်ရစာချုပ်ကိုလက်မှတ်မထိုးရသေးတဲ့တိုင်းဒေသအဖွဲ့တွေပါဝင်လက်မှတ်ရထိုးနိုင်ဖို့ညှိနှိုင်းမှုတွေလှုပ်ဆောင်နေပါတယ်။ အဲ့ဒီကနေအမျိုးသားစစ်နိုင်ငံရေးဆွေးနွေးပွဲတွေစတင်နိုင်ဖို့နဲ့၂၁ရာစုပြည်လုံးညီလာခံကိုဆက်လက်ကျင်းပနိုင်ဖို့အစိုးရဘက်ကစီစဉ်နေပါတယ်ကျွန်တော်စုမိုးအောင်ပါ